အားလုံးပဲမင်္ဂလာပါအစ္စရေးကအီရန်ကိုလက်ဦးယူပြီးတော့မှတိုက်ခိုက်ခဲ့တဲ့ဒီတိုက်ခိုက်မှုဟာဆိုရင်ဒါအစ္စရေးအတွက်ဂျိုတင်ကာကွယ်တဲ့အနေနဲ့သူကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဘန်ဂျာမင်နာတန်ယေဟုကပြောဆိုခဲ့ပါတယ်သူလက်ဦးယူတိုက်ခိုက်မှုဆိုတာက preemptive strike ပေါ့နော်ဒါလက်ဦးယူတာမဟုတ်ဘူးဒါပြောမယ်ဆိုရင်ကာကွယ်တိုက်ခိုက်မှုဖြစ်တယ်လို့သူပြောတယ်။ဘာလို့လဲဆိုတော့အီရန်ကနျူကလ িয়ার လက်နက်ရရှိဖို့အတွက် ဒါနှစ်ပိုင်းသူပြောတာကလပိုင်းလောက်ပဲကြံတော့တယ်ဆိုတော့နျူကလ িয়ার လက်နက်တာသူ့လက်ထဲမှာရတော့မယ်ဆိုရင်အစ္စရေးကိုသူချင်းချောက်ခဲ့တယ်လို့ပဲကမ္ဘာမြေပုံကနေပျက်စီးအောင်တော့ပျောက်သွားအောင်သူလုပ်မယ်ဆိုမှချင်းချောက်နေတာဖြစ်တယ်မကပါဘူးဒါအမေရိကန်နဲ့နောက်ပြီးတော့ရှေ့လေပိုင်းမှာရှိတဲ့အဲတခြားမွတ်စလင်နိုင်ငံတွေပေါ့ဆူနီမွတ်စလင်နိုင်ငံတွေတော်တော်များများကိုလည်းပဲသူကဒါတိုက်ခိုက်ဖို့ရှိပါတယ် ဒါကြောင့်မို့ရှေ့လေဘိုင်းအတွက်ပါမကဘူးကဘာကြီးတစ်ခုလုံးအတွက်ပါချင်းချောင်းမှုရှိတဲ့အတွက်ကြောင့်အစ္စရေးကလက်အိုးယူပြီးတော့မှသူ့ကိုဒီရန်ကနဲ့ဒါချင်းချောင်းမှုကနဲ့ကာကွယ်တားဆီးလိုက်တာ ဖြစ်ပါတယ်အဲ့တော့ချုပ်ကွန်မန်တေတာတွေပြောတာကတကယ်လို့အစ္စရေးကဒါမတိုက်ခဲ့ဘူးဆိုရင်ဝင်ရောက်ပြီးတော့မှဒါဂျိုတင်လက်အိုးယူပြီးတော့မှမကာကွယ်ဘူးဆိုရင်တဲ့ဒါအရင်နာစီတုန်းကဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေထဲတော်မှပိုဆိုးသွားနိုင်တယ်ဆိုပြီးတော့ပြောပါတယ်။ဘာလို့ဆိုတော့ တကယ်ကို အကြမ်းဖက်တွေကိုဦးစားပေးတဲ့ထောက်ပံ့အားပေးတဲ့ဒီအီရန်နိုင်ငံကိုဒါအီရန်နိုင်ငံကဒါပေါ့နော်ဒါနျူကလ িয়ার လက်နဲ့ပိုင်ဆိုင်သွားမယ်ဆိုရင်သူကလုံးဝလုံးမယ်ဆိုတာကိုဒါချင်းချောက်တိအတိုင်းလုံးမယ်ဆိုတာသိကြနေတဲ့အတွက်ဖြစ်ပါတယ်အဲ့တော့တချို့ကတော့ဘယ်လိုတော့မြင်လဲဆိုတော့အစ္စရေးကပြောမယ်ဆိုရင်ဒါတတိရှိရှိနဲ့ရှေ့တန်းထွက်ပြီးတော့မှအားလုံးကိုစားသူလှုပ်သွားတာဆိုပြီးတော့မှပြောတဲ့လူလည်းရှိပါတယ် ဘာလို့လဲဆိုတော့ Saudi Arabia တို့ Jordan တို့ Bahrain တို့ Egypt တို့ UAE တို့ကလည်းပဲဒါအဲ Iran ကိုမကြိုက်ဘူးဒါပေမဲ့သူတို့ကမပြောရဲဘူးဒါနိုင်ငံရေး conflict မဖြစ်ချင်ဘူးစစ်ပွဲမဖြစ်ချင် American ကိုယ်တိုင်ပင်လည်းရင်ဒါ Iran ကိုတော်တော်လေးကိုဒါဟောပေါ့ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်တယ်ဒါမဲ့ညနိုင်ဆောင်မှုအထဲမှာလည်းအီရန်ကရွေချက်ရှိရှိနဲ့အချိန်ဆွဲပြီးတော့နျူကလ িয়ার လက်နဲ့ရအောင်ဒီမှာတစ်ဖက်မှာလည်းပဲညနိုင်နေတယ်ဒါမဲ့တစ်ဖက်မှာက သူနျူကလ িয়ার လက်နက်ကိုရတဲ့နည်းနဲ့ရအောင်မရရတဲ့နည်းနဲ့ရအောင်သူကစူးစမ်းလှုပ်ဆောင်နေတယ်ဆိုတော့တွေ့ရတယ်။ဆိုတော့ဒီဘက်မှာတော့ခုနပြောလို့သူ့ကိုမပိတ်ဆို့ဖို့သူ့ကိုအေးအေးယူဖို့အေးမယူဖို့အတွက်ဒါမခတ်ဖို့အတွက်သူက negotiation တိမ်ပဲတော့လာတယ်။ဒါပေမဲ့သူသဘောမတူဘူး။နော်။တမင်ကိုသဘောမတူဘဲနဲ့ဒါကျိုးစီစီဆွဲပြီးတော့မှသွားနေတဲ့သဘောရှိတယ်။ဒေါ်နယ်ထရမ့်တောင်မှစိတ်မရှိနိုင်တော့တဲ့အဖြစ်တဲ့အတွက်ကြောင့်သူ့ကိုပြောလဲဆိုတော့ မင်းအမြန်ဆုံးဒီသဘောတူညီချက်ကိုရယူပါဆိုပြီးတော့မှဒါအကျဉ်းချင်းတိုက်တွန်းတော့တာတွေ့ရတယ်။အဲ့တော့အခုအစ္စရေးရဲ့တိုက်ခိုက်မှုမှာကြတော့အမေရိကန်ကမပါဘူးလို့မာကိုရူပီယိုကသူထုတ်ပြန်ကြေညာထားတယ်။အမေရိကန်လုံးဝမပါဘူး။အမေရိကန်ကတော့တိတော့တိနေတယ်ဒါပေမဲ့လုံးဝမပါဘူး။လက်နဲ့ထောက်ပံ့တာတွေ၊ငွေကြေးထောက်ပံ့တာတွေလည်းဒီစစ်ပွဲမှာမပါဘူးလို့သူပြောထားတယ်။ဒါပေမဲ့အစ္စရေးကသူ့နီးသူ့ဟန်နဲ့ဒါသူကိုယ်တိုင် သူ့နိုင်ငံအတွက်ဂျူတင်ကာကွယ်တဲ့အနေနဲ့နောက်ပြီးတော့အရှိလေပိုင်းမှာတည်ငြိမ်မှုထိမ့်သိမ်းတဲ့အနေနဲ့သူကဝင်ရောက်တိုက်ခိုက်တာဆိုပြီးတော့မှတော့ဒါပြောရတာလေးတွေ့ရတယ်အဲ့တော့ဒီတိုက်ပွဲကို The Operation Raising Lion ဆိုပြီးတော့သူနာမည်တတ်ထားတာတွေ့ရတယ်အဲ့ဒါကအဲပြောမယ်ဆိုရင်တော့ဂေတာရာဇာချင်းသိနိုးထားမှုစစ်စင်ရေးပေါ့ဗျာအဲ့တော့ဒီ Israel ကတကယ်ထူးခြားတဲ့ဒါပြောမယ်ဆိုခေတ်သက်သမိုင်းမှာတခါမှ ဒီလောက်ထိအစစ်မြင့်တဲ့နော်တိုက်ခိုက်မှုမျိုးတစ်ခါမှမတွေ့ဘူးပါဘူးဒါစစ်ပညာကိုလေ့လာနေတဲ့တော်တော်များများကဘယ်လိုပြောထားလဲဆိုတော့ Israel ရဲ့ဝင်ရောက်တိုက်ခိုက်မှုကအင်မတန်မှအစစ်မြင့်ပြီးတော့မှတကယ်ကိုတိကျသေးချာလွန်းတဲ့အတွက်ကြောင့်ဒီလိုမျိုးစစ်စင်ရေးကိုအမေရိကန်မကဘူးတခြားဘယ်နိုင်ငံမှတော့မှသူတို့လောက်မလုပ်နိုင်ဘူးလို့ပြောထားတယ်။ဘာဖြစ်လို့လဲဆိုတော့ Israel ရဲ့ fighter jet တွေအစစ်နေရာလောက် Iran နိုင်ငံသူတို့ရဲ့ နော်နိုင်ငံပိုင်တဲကိုဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တာအဲ့ဒီအစင်းနေရာလောက်ဝင်ရောက်ပြီးတော့မှသူတို့ရဲ့နျူကလ িয়ার ရှိတဲ့စက်ရုံတွေနော်မြေအောက်ခန်းတွေမှာရှိတဲ့နျူကလ িয়ার စက်ရုံတွေနောက်ပြီးတော့သူတို့ရဲ့ကောင်းဆောင်တွေပုံအောင်နေတဲ့နေရာတွေမှာဒီနောက်ပြီးတော့သူတို့ရဲ့ရေဒါစနစ်တွေစက်တွေစနစ်တွေစစ်စခန်းတွေအချက်ချာကြတဲ့နေရာတော်တော်များများကိုဒီလေရင်တွေကဝင်ရောက်တိုက်ခိုက်ပြီးတော့မှဒဇင်းမှမပြတ်ကြဘူးဒဇင်းမှမထုခံရဘူးပြန်ပြီးတော့မှချောမောစွာနဲ့ပြန်ထွက် ထွက်လာတာပြန်ပြီးတော့မှဆုတ်ခွာလာတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့စစ်စင်ရေးကအောင်မြင်တဲ့အပြင်ကိုဒီလိုမျိုးစစ်စင်ရေးကခစ်တဲ့တမိုင်းမှာတခါမှမတွေ့ဘူးအရင်တော့အကြောင်းတွေ့ဘူးတယ်ကာရှမီးယားမှာအိန္ဒိယကပါကစ္စတန်ကိုဝင်ရောက်တိုက်ခိုက်တဲ့အခါမှာနော်သူ့ရဲ့လေယာဉ်တွေကိုပြန်ပြီးတော့တံပြန်ပစ်ချခံရတာဆိုတော့တကယ်အစစ်မင်းနဲ့ Rafael အပြင်တက်ထုတ်အစစ်မင်းနဲ့ဒီ Fighter Jet တွေကိုတောင်မှ ပြောမယ်ဆိုရင်ဒါပါကစ္စတန်က စ်ချနိုင်ခဲ့တာအခုကအစ္စရေးနိုင်ငံရဲ့ F35 ဒါကိုပြောက်ဟိုတိုက်လေရင်လို့ထားပါတော့ဒါပေမဲ့အီရန်မှာသူတို့ရေဒါတွေအီရန်မှာသူတို့ချမှတ်ထားတဲ့ဒီမြေပြင်ကနဲ့မြေပြင်ပေါ်ကို တိုက်ခိုက်နိုင်တဲ့ဒီစစ်စင်ရဲ့လက်နက်တွေကသူများနိုင်ငံတွေထက်ပိုပြီးတော့မှတင်းကျပ်စွာဒါတချို့ကွန်မန်တေတာတွေပြောတာကလေးဆလောက်ပို့ပြီးတော့တုံ့ပြန်ထားတယ်အထက်ထပ်ပေါ့လေးလေးထပ်လောက်ကိုသူတို့ကပို့ပြီးတော့အကုန်ကြတွေခံပြီးတော့မှ အစစ်မြင့်ကိုဆောင်ရွက်ကာကွယ်ထားတယ်။ဆိုတော့ဒီလို radar တို့နောက်ပြီးတော့ detection စနစ်တွေကိုအစစ်မြင့်စွာနဲ့သူတို့ထားထားတဲ့အတွေ့အကြုံသူတို့ခေါင်းဆောင်တွေကိုယ်တိုင်ကမကြခဏ interview တဲ့အခါမှာသူတို့နိုင်ငံကိုဘယ်သူမှဝင်လာလို့မရဘူး။เนาะတကယ်လုံခြုံတယ်။သူတို့မှာကတကယ် detection စနစ်တွေเนาะဒါဟိုဖမ်းမိနိုင်တဲ့ radar စနစ်တွေအစစ်မြင့်ဤပညာစနစ်တွေအများကြီးရှိတယ်။ပြီးရင်လားတဲ့လင်အားလုံးကိုပစ်ချနိုင်တဲ့เนาะဒုံး ဒုံပြန်လက်နဲ့တည်းအားလုံးတတ်ဆင်ထားတယ်ဆိုပြီးတော့သူတို့ကမကြာခဏပြောလို့ရှိတယ်။ဒါပေမဲ့အစ္စရေးကအစင်းလင်းရဲ့အစင်းနေရာလောက်ဝင်ရောက်တိုက်ခိုက်တဲ့အခါမှာဒဇင်းမှတော့မှမပြစ်ချခံရဘူးဆိုတာကဒါတော်တော်လေးကိုထူးခြားတဲ့နည်းစနစ်တွေဖြစ်တယ်။အစ္စရေးရဲ့ဒီ fighter jet တွေအစင်းမြင့်တယ်လို့အဲ့ဒီတစ်ခုထဲနဲ့မပြေးပါဘူး။သူ့မှာလာပေါင်းများစွာကြိုတင်ပြင်ဆင်မှုတွေနဲ့เนาะအဖွဲ့အစည်းတစ်ခုနဲ့တစ်ခုအချိန်တူညီကြိုက်မှုကြိုက်ညီမှုရှိအောင် ွက်တိသူတို့ကပြင်ဆင်တားဆီးပြီးတော့မှဝင်ရောက်သွားတာကိုကျွန်တော်တွေ့ရတယ်အထူးဖြင့်တော့ဒီမှာကျွန်တော်အစ္စရေးနိုင်ငံရဲ့ Mossack ဆိုတဲ့ထောက်လိုင်းရေးပညာရှင် တွေ Mossack တည်းရဲ့လှုပ်ရှားမှုပါဝင်ပတ်သက်မှုအင်မတန်ရေးကြီးတဲ့အခမ်းအနားမှာကျွန်တော်တွေ့ရတယ် Mossack တည်းကအီရန်နိုင်ငံကိုသူတို့ကိုယ်တိုင်ဝင်ရောက်ပြီးတော့မှ ပြင်ဆင်ပြီးတော့မှသူတို့ရဲ့ဒီ radar detection စနစ်တွေရှိတဲ့နော် စစ်စခန်းတွေအားလုံးကိုတွားပြီးတော့မှဣသရေလရဲ့လေရင်တွေဝင်လာခါနီးဆဲဆဲမှာပြင်နေသူတို့ဟာဖြူချเนาะဖြူခွဲနိုင်ခဲ့တယ်ကိုဆိုတာကိုတွေ့ရတယ်အဲ့တော့မိုဆိုက်တွေကသူကလာပေါင်းများစွာเนาะဒီအစစ်မြစ်နဲ့ဒုံးပြန်စနစ်တွေ drone တိုက်ခိုက်ရေးစနစ်တွေကိုအစိတ်ပိုင်းတစ်ခုတစ်ခုဖြတ်ပြီးတော့မှယူသွားပြီးတော့မှ Iran နိုင်ငံထဲမှာပဲသူတို့ကပြန်ပြီး build up လုပ်တယ်เนาะတတ်ဆင်ပြီးတော့မှ Israel ကတိုက်ခိုက်မိဆဲဆဲမှာ detection လုပ်နိုင်တဲ့ စနစ်တွေအားလုံးပြိုကွင်းနိုင်ခဲ့တယ်ဆိုတာတွေ့ရတယ်။အဲ့တော့ဒီ Mossad တွေကဘလောက်ထိတောင်မှစွန့်တယ်လဲဆိုရင်အီရန်နိုင်ငံထဲမှာရှိတဲ့စစ်ကောင်းဆောင်တွေကိုဒါမီတင်တွေကိုတော့အတူရောက်လောက်ပြီးတော့မှမီတင်မှာမရောက်ရောက်လာအောင်တော့ဆွဲခေါ်ပြီးတော့မှအဲ့ဒီမှာနျူကလ িয়ার သိပ္ပံပညာရှင်တွေပါတယ်။ပြီးတဲ့အခါမှာ General တွေပါတယ်ပေါ့။သူတွေစစ်ကောင်းဆောင်တွေပါတယ်။အဲ့တော့အဲ့ဒီထိပ်ပိုင်းဆိုင်ရာစစ်ကောင်းဆောင်တွေနျူကလ িয়ার သိပ္ပံပညာရှင်တွေကမီတင်လာတဲ့နေရာမှာကွက်တိ Israel က တင်မှတ်ထားပြီးတော့မှတိုက်ခိုက်စစ်ဆင်စစ်ဆင်နိုင်ခဲ့တယ်ဆိုတော့တွေ့ရတယ်။အဲတော့အခုတခါအီရန်ကိုတိုက်ခိုက်တဲ့နေရာမှာအီရန်အတွက်ကြီးမားစွာထိခိုက်ပျက်စီးဆုံးရှုံးသွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။သူရဲ့ nuclear facility အာနော်၄ခုလောက်ရှိတယ်သူကခွဲပြီးတော့မှထားထားတာတောင်တန်းနေအောက်မှာမြင်အောင်တယ်အောင်ဒါပေမဲ့တစ်ခုနှစ်ခုကတော့အ ਨੇ ဆုံးဒါထိခိုက်ပျက်စီးတယ်သူတို့ assessment တော့လုပ်လို့မရဘူးထိခိုက်ပျက်စီးသွားတယ်ဒါအဲ ပြန်ထူထောင်ဖို့ဆိုရင်တော့အ ਨੇ ဆုံး10နှစ်လောက်ပြန်ပြီးတော့ကြာသွားမယ်ဆိုတော့တော့အနေထားကိုတချို့ကဒါပညာရှင်တွေကတုံ့တက်ပြောဆိုနေတာကျွန်တော်ကြားသိရတယ်။အဲ့တော့အထူးသဖြင့်အရေးကြီးတာကအီရန်ကသူ့ရဲ့ထိပ်ပိုင်းဆိုင်ရာတော့ဒါစစ်ကောင်းဆောင်ဒီအပါဝင်နောက်ပြီးတော့သိပ္ပံပညာရှင်၂ယောက်ပါအာတက်ပေးလိုက်ရတယ်မဟုတ်နော်ဒီမှာကြာရှုံးသွားတယ်ဆိုတော့ကျွန်တော်တွေ့ရအဲ့တော့ကြာရှုံးသွားတဲ့အထင်းမှာကာလ်မာနီခေါင်းဆောင်ထိပ်ပိုင်းခေါင်းဆောင်ရဲ့ဒုတိယ ်မြောက်မဟာမတ်ဘယ်ဂရီလည်းပါတယ်သူကတကယ်နော် ICG ရဲ့ commander in chief ပေါ့နော်အဲ့တော့သူ့ကိုပြန်အစားထိုးဖို့အတွက်နောက်တယောက်လူတော့ဒါသူတို့ရတာဒါပေမဲ့ခုနပြောလို့ဒီတယောက်ကိုအစားထိုးတော့မယ်ဟိဆိုရင်တော့အဲ့ဒီလူကဘာလဲဆိုတော့သူ့ကိုရာထူးသွင်းမင်းပေးလိုက်တာက death certificate အနေလိုက်တယ်လို့ပဲတယောက်တက်လာတာနဲ့တယောက်ပါလေအစ္စရေးကပြစ်မှတ်ထားပြီးတော့မှအကုန်ဖြိုခွင်းနိုင်အရင်တော့ကအကျောင်းဟာမတ်စ်တို့ဟစ်ဘောလာတို့ရဲ့ခေါင်းဆောင်တွေကိုအကျောင်းကြည့်ဘူး သူတို့မှာတက်လာတဲ့ခေါင်းဆောင်မန်တို့မြကိုတိောက်ပြီးတိောက်အစ္စရေးကအချိန်မီအတွင်းမှာဒါအချိန်တူအတွင်းမှာတိုက်ခိုက်ခြေမုံနိုင်ခဲ့တာကိုတွေ့ရတဲ့အတွက်ကြောင့်သူတို့မှာပြန်တက်လာဖို့တော့မှတော်တော်လေးရင်သေးနေရတယ်။အော်တက်လာတဲ့ခေါင်းဆောင်တွေကလည်းတော်တော်လေးကိုမျက်ခုံးလုံနေရတယ်ပေါ့နော်။ဘာလို့ဆိုသူတက်လာတာနဲ့အဲ့ဒီတက်လာတဲ့ certificate ကပါလဲဆိုတော့တည်တန်းစာတွေပဲဖြစ်ဖြစ်သွားတဲ့အတွက်ကြောင့်ဖြစ်တယ်။အခုဒုတိယတယောက်လည်းတည်ပါတယ်။တတိယတယောက်တယောက်ဟာဆမ်ဆလမ်နီဆိုတဲ့ကွန်မန်ဒါတယောက်လည်းပဲဒါ အာကြာရှုံးသွားတော့တွေ့ရတယ်သူ့ကိုအစားထိုးဖို့တော့မဟာမတ်အာခပ်ဖော့ကို ပြန်ပြီးတော့မှသူတို့အစားထိုးဖို့ရထားတာတွေ့ရတယ်ပြီးတဲ့အခါမှာအာဂိုလာမာနီရာရှိဆိုတဲ့နော်ဒါဒီပူတီကမန်ဒါအဲ့တယောက်လည်းကမန်ဒါအင်ချီဖ်ပေါ့နော်နောက်တယောက်ကကျတော့ဒီသိပ္ပံပညာရှင်၄ယောက်ထဲမှာကျတော့ဖရက်ဒေါ်အဘတ်စီဆိုတဲ့အဲနော်ဒါ atomic ဒီ energy organization ရဲ့ခေါင်းဆောင်ထိပ်ပိုင်းဆိုင်ရာ nuclear သိပ္ပံပညာရှင်၄ယောက်ထိပ်ပိုင်းဆိုင်ရာ စစ်ကောင်းဆောင်စစ်ဘုတ်ချုပ်9ယောက်ပေါ့အဲ့တော့အားလုံး9ယောက်ကြာဆုံးသွားတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ကိုတင်ပြချင်တယ်အဲ့တော့တစ်ဖက်မှာပြောရင်လည်းပဲအစ္စရေးရဲ့မဟာမိတ်နိုင်ငံတွေအနေနဲ့ဒါအစ္စရေးရဲ့လက်ဦးယူမှုကာကွယ်တိုက်ခိုက်မှုကိုဒါခြေစူးတော့တင်ရမှာပါဘာလို့လဲဆိုတော့သူတို့ကပေါ်တင်တော့မပြောနိုင်အဲမပြောဘူးဒါပေမဲ့အမေရိကန်တော်မှဒါရှုံချတာမတွေ့ရဘူးနော်ရှုံချတာမတွေ့ရဘူးဘာလို့ဆိုအမေရိကန်ကိုယ်တိုင်ကလည်းအီရန်ကိုတနည်းမဟုတ်တနည်း အရေးယူဖို့အတွက်သူတို့ကြိုတင်ပြီးတော့စဉ်းစားနေတဲ့အထဲမှာဒါအားပေးတာတော့မဟုတ်ပေမဲ့သူတို့ ရှုံလည်းမရှုံချတော့တွေ့ရတယ်။အဲ့တော့အီရန်ကတော့အစ္စရေးကိုပြန်လည်တိုက်ခိုက်ပြီးတော့မှပြန်လည်ပြီးတော့လက်တုပ်ပြန်တဲ့အနေနဲ့အစ္စရေးရဲ့မြို့တော်မှာ drone ရာပေါင်းများစွာပြန်ပြီးတော့မှဝန်တိုက်ခိုက်ခဲ့တယ်ဆိုတာတွေ့ရတယ်။လက်ရှိအနေအထားမှာအစ္စရေးမှာကလူ၃ယောက်ပဲတည်သေးတယ်။ဒါတချို့ဒဏ်ရာရတာတွေတော့ကြားသိရတယ်။အီရန်မှာတော့အနည်းဆုံး88ယောက်အဲ့နော်တိတ်ဆုံးသွားပြီးတော့လူ320ကျော် ဒဏ်ရာရတယ်ဆိုတာကိုကြားသိရတယ်။အီရန်ကပြန်လည်ပြီးတော့လက်တုံပြန်တိုက်ခိုက်တဲ့နေရာမှာကျတော့သူကအစ္စရေးရဲ့အချက်ချာကြတဲ့စီးရေးစခန်းတွေကိုတိုက်တာမဟုတ်ဘဲနဲ့ပီတူလူလူတွေနေထိုင်တဲ့နေရာမှာအတိကနော်ကြိုက်တဲ့နေရာကြပါစီပေါ့မြို့တော်ထဲမှာလာပြီးလူနေထူထပ်တဲ့နေရာတွေမှာတွားပြီးတော့တိုက်ခိုက်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒါသူ့ရဲ့ကိုကျင့်နေပေါ့နော်ဒီမှာရှင်းရှင်းလင်းလင်းတွေ့နိုင်အစ္စရေးကတော့သူတိုက်တဲ့အခါမှာနော်လူနေမှုအမှုများတဲ့နေရာမှာသူမတိုက်ဘူးသူက စစ်ရေးစခန်းတွေနျူကလ িয়ার လက်နက်ရှိတဲ့နေရာတွေနော်နောက်ပြီးတော့စစ်ကောင်းဆောင်တွေကိုအတိကပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တယ်ဆိုတော့တွေ့ရတယ်ဒါတိုက်တဲ့နေရာမှာတော့မှဒါ morally ပေါ့တွေ့မြင်နိုင်တယ်ဘသူကပို့ပြီးတော့အဆင်မြင့်လဲဆိုတော့ပေါ့နော်အဲ့တော့အီရန်ကပြန်ပြီးတော့လက်တော့ပြန်တဲ့နေရာမှာ drone ရာပေါင်းများစွာကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်ပြီးတဲ့အခါမှာအဆင်မြင့်တဲ့ ballistic missile တွေတဲ့50ကျော်ပေါ့ပစ်ခတ်တဲ့နေရာမှာဒါ Israel ကိုတချို့ကြတယ်ဒါပေမဲ့အများစုကိုတော့ဒါ Iron Dome စနစ်နဲ့ကောက်ွယ်နိုင်ခဲ့တယ်ဆိုတာတွေ့ရတယ်။အခုလက်တလို့အခြေအနေမှာကထူးခြားတာကဘာလဲဆိုတော့အီရန်တပ်နိုင်ငံလုံးမှာအစိုးရကအင်တာနက်စနစ်တွေကိုဖျက်တောက်ထားတယ်ဆိုတာကြားတိရတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့နိုင်ငံမှာထိခိုက်ဆုံးရှုံးနေတာတွားတဲ့အရာကိုပီတူတွေကိုမတွေ့မမြင်စေချင်တာအထူးသဖြင့်အနောက်နိုင်ငံပေါ့အနောက်နိုင်ငံနဲ့အမေရိကန်အစ္စရေးတွေကိုမတွေ့စေချင်တဲ့အတွက်ကြောင့်သူเนาะဒါအွန်လိုင်းမှာမတွေ့မြင်စေချင်တဲ့အတွက်ကြောင့်သူပိတ်ထားတဲ့သဘောရှိပါတယ်နောက်တစ်ခုက ူးနိုင်ငံကထိပ်ပိုင်းကောင်းဆောင်တွေရဲ့ဒါဆက်သွေးစနစ်တွေလည်းပဲသူတို့ကအများကြီးသတိထားပြီးတော့မှဖျက်တော့လိုက်တဲ့သဘောရှိတယ်။ဘာလို့လဲဆိုတော့ကောင်းဆောင်ပိုင်းဆိုင်ရာနော်ဒီဆက်သွေးဆိုင်ရာအားလုံးကိုအစ္စရေးရဲ့နီးပညာတွေကထောက်ပြီးတော့မှဘယ်နားမှာရှိတယ်ဆိုရယ် location တွေပြတဲ့အတွက်ကြောင့်သူတို့အဲ့ဒါကိုကာကွယ်တဲ့အနေနဲ့နော်ဒါဖျက်တော့တဲ့သဘောရှိပါတယ်။အစ္စရေးဝင်ရောက်တိုက်ခိုက်တဲ့အခါမှာတော့မှဒါ cyber attack တွေပေါ့နော်။အဲ cyber attack တွေလုတ်တယ်ပြီးတဲ့အခါမှာသူတို့နော်ဒါဟို radar စနစ်တွေသူတို့ကို ဒါဒါဖမ်းလို့မမိနိုင်အောင်ဒါနေပညာအမျိုးမျိုးနဲ့ jamming system တွေသူတို့တုံးပြီးတော့မှဒါတွားတယ်ဆိုတာကိုကျွန်ကြားသိရတယ်အဲ့တော့အီရန်နိုင်ငံအခုလိုတိုက်ခိုက်ခံရတဲ့အခါမှာအီရန်ပီတူအများစုရဲ့သဘောထားကတော့ဒါ50-50လို့ပြောလို့တောင်ရပါတယ်။ဒါဆိုအီရန်နိုင်ငံဒါတော်တော်များများကလည်းသူတို့ရဲ့အစိုးရကိုသူတို့မကြိုက်ဘူး။အများစုကမကြိုက်ဘူး။နော်တလောကတော့မှဒါလွန်ခဲ့တဲ့အခါကကျွန်တော်ဒီဆန္ဒပြမှုတွေဖြစ်တယ်။သူတို့အစိုးရကိုသူတို့ဆန္ဒပြမှုတွေ အကျင့်ကြီးဖြစ်တယ်ဒါပေမဲ့သူတို့မှာကဒါအာနာရှင်စနစ်ဖြစ်တဲ့အတွက်ကြောင့်ဖိနှိပ်ပြီးတော့အမျိုးမျိုးနော်နှိရှိထောင်းတန်းနေကြချခံပြီးတော့ချပြီးတော့မှသူတို့ဖိနှိပ်တဲ့အတွက်ကြောင့်ဒါပီတူတွေကပြန်ပြီးတော့ဒါဟောပေါ့ပီတူတွေကဆန္ဒပြမှုတွေရော့ပါလာအခုအနောက်နိုင်ငံတွေမှာနေတဲ့အီရန်နိုင်ငံသားအများစုလည်းပဲသူတို့အစိုးရကိုရှုံချတာအောင်ကြောင့်တွေ့ရတယ်ဒါအမေရိကမှာအနောက်နိုင်ငံတွေမှာအီရန်နိုင်ငံသား population အများများပါတယ် အထူးဖြင့်ပညာရှင်တွေအများကြီးနိုင်ငံခြားမှာနေထိုင်နေတာကိုကျွန်တော်တွေ့ရပါတယ်။ဒါပေမဲ့သူတို့အဲ့ဒီပညာရှင်တွေနိုင်ငံခြားမှာနေထိုင်တော့အီရန်နိုင်ငံသားအများစုကပင်လင်းသူတို့နိုင်ငံကို အတွက်အပြောင်းလဲကိုသူတို့မျှော်လင့်နေတယ်ဆိုတာတွေ့ရတယ်။ဒါဆိုတော့သူတို့နိုင်ငံကကဘာပေါ်မှာဒါ isolation ဖြစ်ချင်းကိုခံရတဲ့အပင်ကိုဒါကဘာမှာရှိတဲ့အချမ်းဖက်မှုအများစုအဖွဲ့အစည်းအများစုကိုထောက်ပံ့နေတော့အစိုးရဖြစ်တဲ့အတွက်သူတို့ကိုယ်လည်းမကြိုက်ပါဘူး။ ဥပမာအဖြစ်ကျောင်းလေဘနွန်မှာရှိတဲ့ Hezbollah ပြီးရင်ပါလက်စတိုင်းမှာနော် Hamas ကျောင်းနော်ကဘာမှာတကယ်စိုးတွမ်းတဲ့ဒီအကြမ်းဖက်တွေအများစုကိုသူတို့ကထောက်ပံ့ရဲမဲမှာဆိုရင်တော့ဟူတီတွေကိုသူတို့ထောက်ပံ့ဆိုတော့စစ်ရေးအရလက်နက်အရပြီးတဲ့အခါမှာငွေချေးမြောက်များစွာအဲ့ဒီလိုအကြမ်းဖက်တဲ့ဒီအဖွဲ့အစည်းတွေနော်ဒါအစွန်းရောက်အဖွဲ့အစည်းတွေကိုထောက်ပံ့တဲ့အတွက်ကြောင့်သူတို့နိုင်ငံရဲ့စီးပွားရေးကလည်းပဲတက်တဲ့နှလောက်မတက်လာဘူးသူတို့နိုင်ငံမှာတန်ရာဇာတ် ရေနာအမတန်ပေါ်ကျွေတာဖြစ်တယ်ဒါပေမဲ့မတက်လာဘူးတကယ်ဆိုရင်ရှေ့လေပိုင်းမှာသူတို့ကအမတန်ချမ်းသာကျွေဝတဲ့ဆော်ဒီအရေဗျားနဲ့ရှင်လို့ရတဲ့အထီတော်မှာသူတို့မှာဒါအဲတန်ဇာရတွေပေါ်ပေါ်ကျွေပေါ်များကျွေဝတာဖြစ်ပါတယ်ဒါပေမဲ့ခုနပြောတဲ့အတိုင်းသူတို့အစိုးရရဲ့အာဏာရှင်စနစ်ဘာသာရေးအဆုံးရောက်တဲ့အုပ်ချုပ်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်နော်ဒါကပမျက်နှာပြင်မှာတက်လာတင့်တယ်လို့သူတို့တက်မလာဘူးဆိုတော့တွေ့ရတယ်။အဲ့တော့အခုနေသားမှာတော့ဆက်လက်ပြီးဘာတွေဖြစ်လာအောင်မလဲ ဆိုတာကိုတော့ဒါကဘာတစ်ခုလုံးကလည်းစောင့်ကြည့်နေရတယ်လို့ကြောင်းအစ္စရေးကတော့အထူးသဖြင့်ပြန်လည်ပြီးတော့မှသူတို့ဒါလက်တော့ပြန်လာမယ့်အနေအထားကိုဒါတတိကြီးစွာနဲ့စောင့်စားနေတာဖြစ်တယ်အဲ့တော့အစ္စရေးကတော့ပြောပြီးသားမတိုက်ခင်ကလေးကနဲ့သူတို့လက်တော့ပြန်မှုဘလောက်တိုင်းတာထိရှိလာမယ်ဆိုတာခံမှန်းလို့ရတယ်ဖြစ်လာမယ့်လက်တော့ပြန်မှုအားလုံးကိုကာကွယ်တိုက်ခိုက်နိုင်မှုအတွက်ငါတို့ကကြိုတင်ပြင်ဆင်ထားတယ်ဆိုပြီးတော့သူတို့ပြောသွားတာတွေ့ရတယ်အဲ့တော့ Israel အနေနဲ့လည်းပဲ ဒါအခုတခါတိုက်ခိုက်တာဟာဆိုရင်ဒါအစပဲရှိသေးတယ်အီရန်မှာရှိတဲ့နျူကလ িয়ার တပ်ပေါင်းဖို့တွေစက်ယုံတွေအားလုံးပျက်စီးပျက်သုံးသွားတဲ့အထိငါတို့ဆက်လက်ပြီးတော့တိုက်ခိုက်မယ်ဆိုပြီးတော့ဒါချိန်ဝါထားတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဘင်ဂျာမင်နာတာယာဟုကတော့ဒါတကယ် strong leader လည်းဖြစ်တယ်သူရဲ့ဒီတခါပေါ့နော်ဒီ operation rising lion ဆိုတာလည်းတကယ်စိတ်ဝင်စားစရာကောင်းပါတယ်ဘာလို့သူ့နာမည်ကကို နော်노ထလာတဲ့ခြင်သိကြီးဆိုတော့ the lion of judah လို့ပြောလို့ရတယ်ယူဒအမျိုးခြင်သိတော့ rising line ဆိုတာ connection အများရှိတယ်နော် israel ရဲ့ operation မတိုင်ခင်ဇွန်လ12ရက်နေ့မှာဝန်ကြီးချုပ် benjamin da tanyahu က willing war မှာတွားပြီးတော့စုတွတ်တောင်းတယ်တောင်းတဲ့အခါမှာသူစုတောင်းရင်းနဲ့စုတောင်းတဲ့စာဆောင်လေးစုတောင်းစာလေးတကူကိုနိုင်ငံအုပ်ပြုကြားထဲမှာသူထားခဲ့အဲ့ဒီစာဆောင်နောက်ပိုင်းကြည့်လိုက်တဲ့အခါမှာကျတော့ဘာဖြစ်နေလဲဆိုတော့ တော်လရာကြံခန်းကြီး23 24တွေကချမ်းချက်လေးဖြစ်နေတယ်။အဲ့ဒီဇွန်လ12ရက်နေ့ဆူတောင်းပြီးတဲ့နောက်မှာဇွန်လ23ရက်နေ့မှာဆိုရင်တော့စတင်ပြီးတော့အီရန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။အဲ့တော့အဲ့ဒီဝင်ကြီးချုပ်တောင်းခဲ့တဲ့ဒီဆူတောင်းစာဆောင်လေးကိုကျွန်တော်ဒီမှာဖော်ပြခြင်းတယ်။သူဘာပြောထားလဲဆိုတော့အီလူမျိုးဒီချင်သိကဲ့လို့ထားလိမ့်မည်။ချင်သိပြိုကဲ့လို့ထားလိမ့်မည်။ဖမ်းမိတော့အကောင်ကိုမစားမီတတ်အပ်တော့ တရိษံသွေးကိုမတောက်မီတိုင်အောင်ငြိမ်ဝတ်စွာမနေဟုမွတ်ဆို၏ဒါကြောင့်မို့သူရဲ့ operation စစ်စင်ရေးနာမည်ကိုဗာလဲဆိုတော့ Rising Lion နော်နိုးထလာတော့ခြံသိပ်ပြူဆိုပြီးတော့မှ operation စစ်စင်ရေးနာမည်ကိုပေးထားတာကြောင့်တွေ့ရတယ်အဲ့တော့ဆူတောင်းပြီးတဲ့နောက်နေ့မှာပဲအစ္စရေးကနော်ဒါအီရန်ကို ဝင်ရောက်ပြီးတော့တိုက်ခိုက်အဲထိုးနေခဲ့တာကိုကျွန်တော်တွေ့ရတယ်ခရစ်တော်ယေရှုဖခင်ဗာလဲဆိုတော့သူ့ကိုခြံသိမ်းတဲ့နိုင်ထား Rising Lion เนาะ the line of judah လို့ပြောတယ်ယူဒအမျိုးရဲ့ခြင်သိမ့်ဆိုတော့နှုတ်ထလာတော့ခြင်သိမ့်ပေါ့ဒါနောက်ဆုံးတော့ခေတ်ကာလရဲ့ prophetic စကားနဲ့အင်မတန်မှသာကိုက်ညီမှုရှိတယ်ပေါ့เนาะဘာလို့ဆိုပထမတစ်ချိန်သခင်ယေရှုခရစ်တော်လောကကိုကြွလာတာဟာဆိုရင်တိုးတငယ်ကဲလို့ကြွလာတာဖြစ်ပါတယ်တိုးတငယ်အသက်ပေးဖို့ကြွလာလောကကိုကယ်တင်မှုသူကိုယ်တိုင်ပါလဲဆိုတော့တိုးတငယ်ကဲလို့ဖြစ်တယ်အရင်ပထမတစ်ခါနာစီတုန်းကအစ္စရေးနိုင်ငံကို နာဇီဂျာမနီလူမျိုးတွေတတ်ဖြတ်တဲ့အခါမှာသူကတိုးငယ်လေးလိုပဲနော် concentration camp တွေမှာအဆူလိုက်အပုံလိုက်တတ်ဖြတ်တဲ့အခါသူတို့မှပြန်လည်ပြီးတော့မတုံ့ပြန်နိုင်ဘူးအာနေတဲ့အာနေတဲ့တိုးငယ်လေးလိုဖြစ်တယ်ဒါပေမဲ့အခုဒီတစ်ခါတော့ဗာလေ Israel ကအရင်တော့ကလူမျိုးတိုးလေးမဟုတ်တော့ဘူးသူက lion ဖြစ်လာပြီ lion နော်ကေတရာစာချင်သိမ့်မင်းကြီးဘာလို့ဆိုတော့ तू ကတိုက်ခိုက်လို့မရတော့သူ့မှာအင်အားကြီးလာပြီနော်အခုကတော့ lion ဖြစ်သွားပြီ the the line of judah ယူဒာမျိုးရဲ့ line ဖြစ်လာပြီ။တော့နောက်ဆုံးတော့ကာလမှာယေရှုသခင်ဘုရားပြန်လဲကြွလာပြီးတော့မှခြေဆောင်ခြင်းလာတဲ့အခါမှာအဲ့ဒီချိန်ဆိုရင်တော့ဗာလဲဆိုတော့ lion နော်ချန်တိကေလို့နော်အင်အားကြီးစွာနဲ့နော်ဟောက်တော့ချန်တိကေလို့ပေါ့ပြောမယ်ဆိုရင်အင်အားကြီးစွာနဲ့တဘိုးခရာတွေနဲ့ပြန်လဲပြီးတော့မှလာမယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ Israel နဲ့ Iran နိုင်ငံကြီးကစစ်က ပြောမယ်ဆိုရင်အခုမှစတာတော့မဟုတ်ပါဘူးတမိုင်းကြောင်းထဲမှာသာဒီနိုင်ငံကနော်အရင်တော့ကတော့မိတ်ဆွေ ဖြစ်ခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းနော်ဒီဘာရာအီအစွန်းရောက်ရှီအိတ်မွတ်စလင်ခါလ်မာနီကဒါဥဆောင်သွားတဲ့အခါမှာကြတော့ဒီနိုင်ငံကြီးမှာအမုံတရားတွေကြီးထွားလာတာကျွန်တော်တွေ့ရတယ်အထူးသဖြင့်တော့အထူးသဖြင့်တော့အော်တိုဘာလ9ရက်နေ့2023ကနေစပြီးတော့ဒါဟာမတ်နော်ဂျမ်ဖက်တွေကအစ္စရေးကိုဝင်ရောက်တိုက်ခိုက်တဲ့အချိန်ကစပြီးတော့အစ္စရေးကတောက်လျှောက် နော်ဂါဇာမှာရှိတဲ့ဟာမတ်စ်တွေကိုသူတို့နိုင်နေတယ်ပြီးတဲ့အခါလေဘနွန်မှာရှိတဲ့အဲဟစ်ဘောလာတွေကိုနိုင်နေတယ်ဒီဟာတွေအားလုံးကဗာလို့ဆိုတော့အီရန်နဲ့ဒါ proxy war တွေဖြစ်တယ်အဲ့တော့ဖြည်းဖြည်းချင်းဟာမတ်စ်နဲ့ဟစ်ဘောလာနဲ့အခုဟူတီရေးမဲမှာရှိတဲ့ဟူတီတွေကိုသူကဒါ control ပေါ့နော်ပြောမစင်သူတို့ကိုအချက်ချာကြကြအရင်ဆုံးတိုက်ခိုက်ပြီးသွားတဲ့အခါမှာအခုအီရန်ကိုဝင်တိုက်တယ်အဲ့တော့အီရန်အနေနဲ့ အခုနကအကြမ်းဖက်တွေကိုဒါ proxy ပေါ့တဆင့်ကန်ဂျားကန်အနေနဲ့သူကပြန်လဲတိုက်ခိုက်နိုင်မှုအင်အားမရှိတော့အင်အားချိနေတော့သူအနည်းဆုံးမှရှိတဲ့ပတ်ဝန်းကျင်မှရှိတဲ့အကြမ်းဖက်အဖွဲ့အစည်းအီရန်ရဲ့ပါတနာတွေအားလုံးကဘာလဲဆိုတော့ချိနေသွားပြီဖြစ်တဲ့အတွက်အစ္စရေးက direct အီရန်ကိုတိုက်ခိုက်တဲ့သဘောရှိပါတယ်အဲ့တော့သူတိုက်ခိုက်တဲ့ဟာကလည်းတော့ဒါကြိုတင်ပြင်ဆင်မှုတွေနဲ့အချက်ကြကြတော့အစ်မြင့်စွာနဲ့တိုက်ခိုက်တော့တွားတဲ့အတွက်ကြောင့် နော်ဒီအရေးခင်းကဘယ်လိုဖတ်ဖြစ်လာမလဲဆိုတာတော့ကျွန်တော်စောင့်ကြည့်အောင်မှာဖြစ်တယ်တတိယကဘာစစ်ကြီးဒီနေရာကနဲ့စစ်မီးပွားသွားနိုင်ပါတယ်ဘာလို့ဆိုတော့ပူတင်ရောအခုတမနာထရန့်ရောပူတင်နဲ့တရုတ်ကနော်ဒါအီရန်ရဲ့ပါတနာတွေနော်အမေရိကန်ကတော့ဒါအစ္စရေးရဲ့ပါတနာဆိုတော့အစ္စရေးမှာကြီးမားတဲ့အနိဋ္ဌာယုံတကုတ်ကုတ်တာဖြစ်လာမယ်ဆိုရင်တော့အမေရိကန်လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူးအမေရိကန်ပါဝင်နေတော့ပေါ့နောက်နိုင်ငံတွေကလည်းလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတော့ ်ပဋိကြီးစွာနဲ့ပေါ့နော်စောင့်ကြည့်ရမယ်အနေအထားဖြစ်ပါတယ်အစ္စရေးနဲ့အီရန်ကြားမှာ ဖြစ်နေတဲ့ဒီအဖြစ်ပြက်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကပရောဖက်ကြီးကယေရမိကယေရမိ49ထဲမှာလည်းပဲသူကနော်ပရောဖက်ဟောပြောစကားနဲ့ဟောပြောထားတဲ့အကြောင်းအရာတွေရှိတယ်ဒါကအခုတော့မဖြစ်သေးပေမဲ့စဖြစ်လာတဲ့သဘောလေးကျောင်းတွေ့နေရ။ဘာပြောထားလဲဆိုတော့ယူဒရှင်ဘင်းဇေဒကိမင်းနန်းဆန်စက အီလန်ပီကိုအီလန်ပီဆိုတာအီရန်ကိုပြောတာဖြစ်တယ်။အီလန်ပီကိုယီမတ်တော်သားဖျားကြီးနှုတ်ကပတ်တော်ဒီပရောဖက်ယေရမိလိုရောက်လာ၍ကောင်းကင်ဘုရားရှင်သားရဖျားမိန်တော်မူဒီကအီလန်ဤလေးတိဟူတော်သူဤအစွမ်းတတ်တိအတော်မြတ်ကိုငါချုံးအီလန်ရဲ့လေးတော့လောကရဲ့နေပေါင်း2500ကျော်ကလေးကနေဒါနောင်ကာလဆိုအခုဖြစ်လာမဲ့အကြောင်းအရာတွေကိုကြိုတင်ပြီးတော့ပရောဖက်တွေကဟောပြောခဲ့တဲ့အကြောင်းအရာဒါကဘာလဲဆိုတော့အီလန်ဤ ဆိုတာအီလန်ယေရမိ49 36မှာသူကပါလေ35မှာအီလန်ဤ၄တိဟူတော့၄ဆိုတာရင်တော့အများလက်နဲ့တွေပြောတာဖြစ်တယ်ဒါပေမဲ့ तू ကအစွမ်းတတိအခုကပါပြောလဲဆိုတော့အီလန်ဤ၄တိဟူတော့သူအစွမ်းတတိအထွတ်အမြတ်ကိုငါချိုးမိ၄တိဟူတော့၄ဆိုတာကမြပြတဲ့လက်နဲ့တွေပြောတာဒါပေမဲ့အခုခစ်က၄ကပါလဲဆိုတော့ missile ballistic missile တွေပြောတယ်ဒုံးခွင်းဒုံးလက်နဲ့တွေအီရန်ရဲ့နံပါတ်1အားကိုရဆုံးကပါလဲဆိုတော့ တာဝေးပြက်ဒုံခွင်းတုံးလက်နက်တွေသူတို့အဆင့်မြင့်အများကြီးတည်ထွင်ထားပြီးတော့အဲ့ဒီဒုံခွင်းတုံးလက်နက်တွေဘလောက်ထိတောင်ရှိပါပြီဆိုတာကိုစေးပြစကန်းတွေမှာသူတို့ကစေးပြအခမ်းအနားတွေမှာတော့မကြခဏသူတို့ကထုတ်ဖော်ပြီးတော့မှဝါကြွားလေးရှိတယ်ပြတာလေးရှိတယ်အဲ့တော့အဲ့ဒီဟာကသူတို့နိုင်ငံရဲ့အတိတ်ကလက်နက်ဖြစ်နေတယ်အတိတ်ကဘာလဲဆိုတော့သူတို့ရဲ့ဒါဝါကြွားစရာဖြစ်နေဒါကြောင့်မို့သူရဲ့အစွမ်းတတိဖြစ်နေဒီမှာစံစာစကားနဲ့ပြောမယ်ဆိုရင်အစွမ်းတတိအထွတ်အမြတ်သူရဲ့အထွတ်အမြတ်ကဘာလဲဆိုတော့ ဒုံခွင်းဒုံလက်နက်တွေနောက် ballistic missile တွေအဲ့တော့အဲ့ဒီဟာတွေကို ကျန်းစာမှာပါပြောသူ့ရဲ့အစွမ်းတတိအထွတ်မြတ်လေးတီးဟူတော့လက်နက်အမျိုးစုံကိုငါချိုးဖြတ်မယ်အရက်လေးမျက်နာတို့ကလေလေးမျိုးကိုအီလန်ပြည်တော့ငါဆောင်ခဲ့မယ်လေလေးမျိုးဆိုတာเนาะဘယ်လိုမျိုးလေကို ပြောတာလဲဆိုတာကတော့ဒါကျွန်တော်ခစ်သမိုင်းခစ်တဲ့နဲ့ကျွန်တော်နိုင်ရှင်ချိန်ထိုးပြီးတော့ပြောမယ်ဆိုရင်အချိန်မြင့်နဲ့အတန်ထက်မြန်နဲ့ နော်အရှိန်တဟုန်နဲ့လာမဲ့လက်နက်ကရိယာတခုခုဖြစ်မယ်နော်လေလေးမျိုးကိုအီလန်ပြည်တို့ငါဆောင်ခဲ့မှာထိုလေတို့ရှေ့မှာပီသားများကိုငါမြင့်ပြီထိုတို့နင်ထုတ်တော့အီလန်ပြည်သားမရောက်တော့တိုင်းနိုင်ငံတခုမှမရှိရကပ္ပာကြီးအမှပြတ်နေတော့အီလန်ပြည်ရဲ့နော်လက်နက်အထွတ်ထိပ်တွေကိုချိုးဖျက်မယ်ဒီ prophecy ကဒါအခုတော့အစပဲရှိသေးတယ်နော်ဒါပြန်လာဖို့ရှိတယ်ပါဆိုရေစီချီလာ38 39မှာအီလန်ပြည်ဒါ ပါပါရတီနိုင်ငံပါပါရှန်အင်ပါယာပေါ့ပြောမင်းဆိုပါရှန်ပီအပါဝင်ဂောကမာဂောကဒီအဖွဲ့တွေကမဟာမိတ်ဖွဲ့ပြီးတော့မှဣသရေလကိုလာရောက်တိုက်ခိုက်မယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့အခုအဲ့ဒီဟာတွေက prophet ပြုထားတဲ့အတိုင်းအားလုံးလာပြီးတော့ align ဖြစ်နေတော့တွေ့ရတယ်အခုဆိုရင်နော်အီရန်အီရန်ရဲ့မဟာမိတ်တွေအားလုံးကြည့်လိုက် prophecy မှာရေးထားတဲ့အကြောင်းအရာတွေနော်တူရကီနိုင်ငံကအစနောက်ပြီးတော့ရုရှားတရုတ် ပြီးရင်ဆူဒန်ဒီနိုင်ငံတွေအားလုံးကအီရန်ရဲ့မဟာမိတ်တွေဖြစ်လာတယ်။အဲ့တော့သူတို့ကမဟာမိတ်ဖွဲ့ပြီးတော့မှယေရုရှလင်ကိုလာပြီးတော့ဝိုင်းရတိုက်ခိုက်မယ်ဆိုတာကိုတွေ့ရတယ်။အဲ့တော့အဲ့ဒီအခြေအနေတော့ဘယ်ချိန်လဲကျွန်တော်မသိဘူး။အခုတော့ဒါစစ်မီစတောက်နေတဲ့အချိန်မှာဒါကအစပဲရှိသေးတယ်ဆိုတော့ကြောက်ရတယ်ကျွန်တော် professor အားဖြင့်လည်း professor အားဖြင့်လည်းတွေ့မိရတယ်။ဒါကြောင့်ဒီနေ့ update ပေါ့နော်ဒါဆက်လက်ပြီးတော့စောင့်ကြည့်အောင်မှာဖြစ်တယ်။အဲ့တော့ယုံကြည်သူများခရိယန် ယုံကြည်သူအားလုံးအနေနဲ့တော့ဒီနေ့ကျွန်တော် pray for the peace of jerusalem ယေရုရှလင်ငြိမ်းချမ်းမှုအတွက်ဆုတောင်းရမယ် pray for the peace of the world ကမ္ဘာငြိမ်းချမ်းရေးအတွက်ကျွန်တော်ဆုတောင်းပြီးတဲ့အခါမှာဒါစစ်ပွဲဆိုတာတော့အောင်းနေဆိုတာမရှိပါဘူးဒါအားလုံးအရှုံးကြီးပါပဲလူမြောက်များစွာတည်ကြည်ပျက်စီးရတယ်အိုးအိမ်မြောက်များစွာမိသားစုမြောက်များစွာပျက်စီးဆုံးရှုံးရတယ်ဒါပေမဲ့တမန်ကျမ်းစာထဲမှာ prophecy ပြုထားတဲ့အကြောင်းအရာတွေကဒါတနေ့ကျရင် ပြည့်စုံလားမပြည့်စုံလားလို့မြောက်နော် အစ္စရေးနဲ့အီရန်ဆိုတာကအရင်တော့လည်းကြောက်ပြောဘူးတယ်ဒီနှစ်နိုင်ငံဟာဆိုရင်အခုမှရန်သူမဟုတ်ဒါဝင်ကြီးလောကမှာပြင်နေသူရာရန်သူဖြစ်တယ်အစ္စရေးကိုကာကွယ်တိုက်ခိုက်ပြီးတဲ့ကောင်းကင်တမန်မင်းများနောက်ပြီးတော့အီရန်နိုင်ငံမှာဒါပရော့ဖက်တိုင်လာပါပြောလဲဆိုတော့အီရန်ပယ်ရတီနိုင်ငံကိုအစိုးရတော်မင်းလို့ပြောတယ်ဒါလေရုထဲမှာနတ်ဆူမင်းတွေကပယ်ရတီနိုင်ငံဖြစ်တဲ့ဒါအီရန်မှာပါရှန်ရင်ပါရကိုကာကွယ်ထားတယ်အဲ့တော့အဲ့ဒီနတ်ဆူတွေနဲ့ဒါ ဣသရေလကိုကာကွယ်တဲ့ကောင်းကင်မှာမင်းတွေကလာပြီးတော့တိုက်ခိုက်တယ်ထိတ်တိုက်ရင်ဆိုင်ပေးမဝင်ဘူးလို့ပြောတယ်တားဆီးတယ်လို့ပြောတယ်သူတို့အဲ့ဒီတမိုင်းကလေးကနဲ့တမိုင်းချောင်းကလေးကနဲ့နော်လွန်ခဲ့တဲ့နှစ်ပေါင်း1000 3000ဝန်းကျင်2500 3000ဝန်းကျင်ကလေးကနဲ့ဒီနိုင်ငံကဒါ spiritual warfare ဖြစ်နေဝိညာဉ်လောကမှာတိုက်ပွဲဖြစ်နေအဲ့တော့နောက်ဆုံးတော့ကာလမှာတကြောပြန်ပြန်လဲလဲလာဖို့ရှိတယ်ဆက်လက်ပြီးတော့စောင့်ကြည့်ရပါ Peace Shalom